ိုက်မှလာခွာတွဲလာလို့စိုက်မှလာခိုးတဲ့တခိုးမှအဲ့မှာအိုက်မြတ်ဘောက်ကိုသိချာကြည့်တာဒီဗီဒီယိုဖိုင်ထဲမှာဆိုရင်ဆိုင်ရှင်ဒကမာကြီးတယောက်က သူ့ဆိုင်မှာပစ္စည်းလာခိုးတဲ့ဒီအတော်ကြီးတယောက်နဲ့ကလေးလေးတယောက်ကို ရိုက်လိုက်နဲ့လိုက် ပုတ်လိုက်နဲ့အမျိုးမျိုးနှိပ်ဆက်ပါတယ်ကဲရပါလားလူတွေကိုကြည့်တိုင်းမ ာမိတာပဲဆိုင်ကပစ္စည်းကိုခိုးလို့ဆိုပြီးတော့ဆိုင်ရှင်အမျိုးသမီးကကလေးအမေကိုသပင်ဆွဲရိုက်နှက်ပြီးကလေးအမေရောကလေးကိုပါဝိုင်းပြီးကြိုးတုပ်နေတာဖြစ်ပါတယ်အခုအဲ့ဒီဆိုင်ရှင်အမျိုးသမီးအပါဝင် ကြိုးတုပ်တဲ့လူကလိုင်းပေါ်တင်တဲ့လူကိုပါတာဝန်ရှိသူများကခေါ်ဆောင်သွားပြီလို့သိရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဦးစင်ငငယ်တုန်းကဖြစ်ခဲ့တာလေးတခုကိုသွားပြီးသတိရပါတယ်အဲ့ဒါကဘာလဲဆိုရင်ဦးစင်တို့ငငယ်တုန်းကဆရာတော်ကြီးတစ်ပါးရှိပါတယ် တနေ့အဲ့ဒီဆရာတော်ကြီးသတင်းသုံးတဲ့ကြောင်းကောင်းရင်းမှာကလေးတွေကဘောလုံးလာကန်ပါတယ်ဘောလုံးကန်တယ်ဆိုတော့ဆူညံနေတာပေါ့နော်အဲ့ဒီလိုဆူညံနေတာကိုဆရာတော်ကြီးကသီးမခံနိုင်တဲ့အတွက်ကြောင့်ကိုရင်တပားကိုခေါ်ပြီးတော့ဘောလုံးကိုသွားယူခိုင်းပါတယ်ကိုရင်ကလည်းပဲဆရာတော်ကြီးခိုင်းတဲ့အတိုင်းဘောလုံးကိုလူယူလာပြီးတော့ဆရာတော်ကြီးကိုပြေးလိုက်ပါတယ်ဆရာတော်ကြီးဟာဘောလုံးလက်ထက်ရောက်တဲ့အခါမှာစိတ်ဆိုးပြီးတော့ဘောလုံးကိုဓမ္မနဲ့တအားလွှဲပြီးခုတ်လိုက်တဲ့အတွက်ဓမ္မဟာတဖူးကိုပြန်ကန်ပြီးထိတာကြောင့် ဘောလုံးမကွဲပဲဆရာတော်ကြီးရဲ့နှစ်ဖူးကွဲသွားပါတယ်ပြောကျင်တာကလေပြဿနာတစ်ခုကိုမုံဆွဲစိမ့်နဲ့ဖြည့်ရှင်းမယ်ဆိုရင်ကိုယ့်ကိုတံပြန်ပြီးတော့ထိရောက်တတ်ပါတယ်ဒါကြောင့်ပြဿနာတစ်ခုကိုမုံဆွဲစိမ့်နဲ့မဖြည့်ရှင်းပါနဲ့နော်မိမှန်လမ်းမှန်နဲ့ဖြည့်ရှင်းပါနော်အဲ့လိုဆိုင်မှာလာခိုးတဲ့တခိုးမှအဲ့မှာအိုက်မြတ်ပေါက်ကိုသိချာကြည့်တာဒီမှာခိုးရတခိုးမှဒီမှာသိချာကြည့်သူ့ကိုသိချာပါအောင်ရိုက်ပြထားနောက်ကျန်တဲ့ဈေးတွေအကုန်သိအောင်လို့ဒီမှာဆောက်ခွက်ကိုကြည့်ထားအိုက်ဆောက်ခွက်ကိုသိချာကြည့်ထား တခိုးမငါရက်ကွက်ထဲလာခိုးရတခိုးမဟမ်လုံးလုံးအကြီးရဲ့တခါလာလဲခိုးရငါခါလာခိုးရဟမ်ငါခါလာလဲခိုးတော့ဟာလာခဲ့လဲခိုးအခုလဲလာပြီးလာခိုးရဟာလားခလေးကြောင်းပြပြီးလာခိုးရဟာလားသွားခလေးခိုးမသွားကျွတ်တော့သွားခလေးခိုးမသွားခိုးရလောက်ပါနဲ့ကလေးဟမ်မလုံးပါနဲ့မမလေးကလေးကိုခေါ်အဲ့ခလေးခေါ်မလုံးပါနဲ့ခလေးအเจ้าပြပြလိုက်ခိုးစရမင်းမခလေးအเจ้าပြပြလိုက်ခေါ် ခလေးနဲ့ပဲကွယ်ကွယ်ပြီးခိုးတာခလေးနဲ့ခြားလဲညက်ညက်ပြီးခိုးတာဟမ်အခိုးမဟမ်အားဆိုင်ရောမင်းသူကလက်နဲ့လာစားနေလာစားတာဒီဗီဒီယိုဖိုင်လေးနဲ့ပတ်သက်လို့အားလုံးလည်းကြည့်ဘူးကြမှာပါအဲတချို့သောဓကမတွေကရှင်ဘုရားတဲ့ဆုံးမပေးပါအောင်ဘုရားဩဝါဒပေးပါအောင်ဘုရားလို့ဖုံဖုံကိုလာရောက်ပြီးတော့တောင်းဆိုထားတာတွေလည်းရှိပါတယ်ဖုံဖုံကလည်းပဲဒီ ဗီဒီယိုထဲမှာဖြစ်ပျက်နေတဲ့အခြေအနေကိုနည်းနည်းလေးပေါ့စောင့်ကြည့်နေတာလေတပိုင်းဒါကြောင့်မို့မပြောဖြစ်တာပါဒီနေ့ကတော့ပြောလိုက်ပါဦးမယ်ဒီဗီဒီယိုဖိုင်ထဲမှာဆိုရင်ဆိုင်ရှင်ဒကမာကြီးတယောက်ကသူ့ဆိုင်မှာပစ္စည်းလာခိုးတဲ့ဒီအတော်ကြီးတယောက်နဲ့ကလေးလေးတယောက်ကိုရိုက်လိုက်နဲ့လိုက်ပုတ်လိုက်နဲ့အမျိုးမျိုးနှိပ်ဆက်ပါတယ်တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်ဆိုတော့လေအဲသူ့ရဲ့စေတနာကတော့ အများသိစေဖို့အတွက်အများသိစေဖို့ဆိုတဲ့နေရာမှာသူ့လိုပဲအခိုးမခံရစေဖို့အတွက်သူကတော့လှုပ်ပြတာပါပဲဒါမဲ့လို့သူလှုပ်ပြတာကြီးကအဲသူများအပြည့်ဟာသူ့အပြည့်ဖြစ်သွားတယ်ပေါ့နော်စိတ်လိုက်မှန်ပါဒေါသအလျောက်ရိုက်လိုက်နဲ့လိုက်ပုတ်လိုက်တဲ့အခါမှာသူများအပြည့်ဟာသူ့အပြည့်ဖြစ်သွားပါတယ်အဲ့တော့ဒီလိုပုံစံမျိုးအလားတူတွေတွေ့ရပါတယ်ဒီလိုပုံစံမျိုးအလားတူဆိုတာက အဲတချို့ဖုံဖုံတို့ကြောင်းမှာအဲကလေးလေးကိုအကြောင်းပြပြီးတော့လာရောက်ပြီးတော့မှတောင်းတာတွေရှိတယ်လေအဲကလေးလေးကိုခြီးပြီးတော့ရှင်ပြကလေးနေမကောင်းလို့ဖေဟကလေးစီကန်းပို့ရအောင်ပါဖေဟဘာမှမစားရသေးလို့ဖေဟစသဖြင့်လာရောက်ပြီးတော့တောင်းတယ်တောင်းပြီးတော့ကြောင်းကပစ္စည်းတစ်ခုခုမှတ်သွားတာမျိုးတွေဒါမျိုးတွေလည်းကြုံရဘူးပါတယ်เนาะဖုံဖုံတို့ကတော့ဘာမှပြန်မလုပ်ပါဘူးဘာမှပြန်လည်းမပြောပါဘူး စစ်မှန်တဲ့ပြစ်ဒဏ်တွေဆိုတာရှိပြီးတာပါဘေးလေးမျိုးရှိပါတယ်အတဏုဝါဒဘေးတဲ့မိမိကိုယ်ကို ပြန်လဲပြီးတော့ဆွဆွဲကဲရတဲ့ဘေးပရာနုဝါဒဘေးတဲ့သူတို့ဘာတွေကဆွဆွဲကဲရတဲ့ဘေးဒါနာဘေးတဲ့အပြစ်ရှိတဲ့ပုဂ္ဂိုလ်ကိုတရားဥပဒေက နေပြီးတော့ပြစ်ဒဏ်တွေစီရင်ချမှတ်တဲ့ဘေးဒုက္ခတိပေးတဲ့ဒုက္ခတိပေးဆိုတာသေလွန်တဲ့နောက်ပိုင်းမှာ သူ့ရဲ့အပြစ်ကိုသူပဲ ခံစားရပါလိမ့်မယ်ဆိုတော့ဘေးလေးမျိုးရှိတာပေါ့နော်ရှိရှိတုန်းကဒါရအတိုင်းမှာဘောဇဘယင်ကြီး ဆိုတာရှိပါတယ်ဒီဘောဇဘယင်ကြီးဟာဉာဏ်ပညာအမတန်ထက်မြတ်တဲ့ဉာဏ်ပညာထူးချွန်ထက်မြတ်သလောက်သူဟာစာပေဂီတအနုပညာပိုင်းမှာအလွန်ဝါသနာပါပါတယ်ပြီးတော့သူဟာတိုင်းပြည်ကို တရားနိလန်းကြကြစီမံအုပ်ချုပ်တဲ့ရှင်ဘယင်ကြီးတစ်ပါးဖြစ်ပါတယ် တို့ရဲ့တိုင်းပြည်မှာကြာရောက်လာတဲ့ရာဇဝတ်ဘေးမတရားမှုဘေးတွေကိုတရားစီစဉ်တဲ့အခါမှာအဲသူရဲ့မူမတေကနေစီစဉ်ကြတယ်တခါတရံမှာစမ်းကြဲတဲ့အမှုကိစ္စတွေဆိုရင်သူရဲ့ပညာရှိကာလီဒါတာကနေပြီးတော့တရားစီစဉ်ပါတယ်တခါတလေမှာတော့သူကိုယ်တိုင်ပဲဝင်ရောက်ပြီးတော့မှတရားစီစဉ်ပါတယ်တရက်မှာဘောဇဗယင်ကြီးဟာကာလီဒါတာအမှတ်မပါဘဲနဲ့ မိယောက်ျားတချို့ ਨੇ တောအရဘက်ပေါ့တိုင်ကားလဲလဲထွက်ပါတယ်တိုင်ကားလဲလဲထွက်တော့အဲ့ဒီတောအရဒေတာမှာတခိုးကြီးလေးယောက်ကို ဖမ်းမိထားပါတယ်ဒါနဲ့တရားရုံးကိုမတင်တော့ဘဲနဲ့ရှင်ဘရင်ကြီးလဲရောက်လာတာနဲ့ရှင်ဘရင်ကြီးလက်ထဲကိုပဲထိုးပြီးတော့မှအားလိုက်တဲ့ပေါ့ရှင်ဘရင်ကိုယ်တိုင်ဒီတခိုးလေးယောက်ကိုတရားစီရင်ပေးရမှာဖြစ်ပါတယ်ရှင်ဘရင်ရှိကိုတခိုးလေးယောက်ရောက်လာတဲ့အခါမှာရှင်ဘရင်ကြီးကသူ့တို့ကိုကြည့်ပြီးတော့ မောင်မင်းတို့တဲ့ငါအုပ်ချုပ်တဲ့ဒီခေတ်ဟာတစ္ဆာတရားကိုအခြေပြုပြီးတော့မှ အုပ်ချုပ်တယ်တိုင်းသူပြည်သားတွေကိုရင်ဝယ်သားကဲ့သို့ အုပ်ချုပ်တယ်ငါအုပ်ချုပ်တဲ့တိုင်းပြည်မှာအာဂတိတရားဆိုတာ မရှိဘူးချိန်မြောက်တင်တဲ့သူကိုချိန်မြောက်မယ်ဒဏ်တတ်တဲ့လူကိုဒဏ်တတ်မယ်နှိတ်ကိုတင်တဲ့သူကိုနှိတ်ကိုမယ်တဲ့ဒါငါဟာတိုင်းသူပြည်သားတွေအပေါ်မှာရင်ဝယ်သားကဲ့သို့ကြောသားရင်သာမခွဲခြားဘဲနဲ့ ုပ်ချုပ်တဲ့ငါရဲ့စီမံမှုပဲတဲ့အကြောင်းမို့ငါတိုင်းပြည်မှာနေတဲ့မင်းတို့သည်မင်းတို့ရဲ့အပြစ်ကို မင်းတို့တီးပြီးတော့စီစဉ်ပါတဲ့ဗာလေမင်းတို့ရဲ့အပြစ်ကို မင်းတို့တီးပြီးတော့မှစီစဉ်ပါလို့ဆိုပြီးတော့အဲ့ဒီတခိုးလေးယောက်ကိုလွတ်ချလိုက်တယ်ဒါနဲ့ရှင်ပြန်ကြီးရဲ့နောက်မှာပါလာတဲ့မင်းချင်းယောက်ျားတွေက နားမလည်နိုင်ဘူးဒီလိုမျိုး အမှုစီစဉ်တာမျိုးတစ်ခါမှလည်းမတွေ့ဘူးရွာသားတွေကလည်းဒီလိုအမှုစီရင်ပုံမျိုးတစ်ခါမှလည်းမတွေ့ဘူးကြားလည်းမကြားဘူးအံ့ဩနေကြတာပေါ့ဒါနဲ့ရှင်ပြန်ကြီးကဒါကိုသတိထားပြီးတော့အေးကွာတဲ့မင်းတို့တွေငါ့ကိုတမျိုးများမြင်နေကြလားတဲ့မျိုးများထင်နေကြလားတဲ့ငါဟာသူတို့သူတို့ကိုနဲ့သူတို့စီစဉ်ပါစေလို့ငါလွတ်ချလိုက်တာဖြစ်တယ်လို့ကဲမင်းတို့ငါ့ကိုဗာမေးစရာရှိတယ်လေလို့ဘယင်ကြီးကပြောတဲ့အခါမှာ ရှင်မင်းကြီးတဲ့အဲကျွန်တော်မျိုးလျှောက်တင်စရာတော့ရှိပါတယ်တဲ့အခုလိုမျိုးဒီပြင့်မှုကျူးလွန်တဲ့တခိုးတွေကိုတရားရုံးမှာစီစဉ်တဲ့အခါမှာဒီပုံကိုယ်တွေကသူတို့ရဲ့အပြစ်ကိုတောင်သူတို့တွေကဖုံးကွယ်ကြတာတရားသူကြီးတွေကမေးပြီဆိုရင်လည်းပဲလှိန်ကြတယ်ညာကြတယ်ဗျာတဲ့အဲ့တော့အခုလိုမျိုး ကို့အပြစ်ကိုတီးပြီးတော့မှစီစဉ်ကြဆိုတော့ဘယ်လိုလို့ဖြစ်နိုင်မှာလဲဗျာလို့ရှင်ဘီရင်ကြီးက ှင်မြင်းကြီးကိုဒီလိုရှောက်တင်ကြပါတယ်။ဒါနဲ့ရှင်မြင်းကြီးကအေးမင်းတို့တွေမယုံဘူးဆိုရင်တဲ့အဲ့ဒီသခိုးလေးယောက်နောက်ကိုမင်းတို့တွေလိုက်သွား။တိတ်တိတ်လေးလိုက်သွားပြီးတော့သူတို့တွေဘာလုပ်ကြလဲလိုက်ကြည့်လို့ခိုင်းလိုက်ပါတယ်။ဒါနဲ့အဲ့ဒီသခိုးလေးယောက်နောက်ကိုလိုက်ပါတယ်။နောက်ရောက်ခိုင်းပြီးတော့လိုက်ပါတယ်။လိုက်တဲ့အခါမှာပထမဆုံးသခိုးကြီးကတော့သူ့ရဲ့အပြစ်ကို သူတီးပြီးတော့အစိတ်တောက်ပြီးတော့တည်သွားတယ်။ဒုတိယသခိုးကတော့အဲ့ဒီရွာကနေပြီးတော့မှထွက်သွားတယ်။ ီရွာကိုနောက်ထပြန်မလာတော့ဘူးတဲ့နောက်ထတတိယတခိုးကတော့အိမ်တဲကနေအိမ်ပြန်မထွက်တော့ဘူးတဲ့ရှက်လွန်းလို့သူ့ပြစ်ကို သူတိပြီးတော့ဘယ်တော့မှလည်းခိုးမှုတွေကိုမလုပ်တော့ဘူးတဲ့နောက်ထစရုပ်ထတခိုးကတော့သူ့ရဲ့အပြစ်ကို သူတိပြီးတော့တော်တဲ့ကိုဝင်ရသေးဖို့ပြီးတော့မှတရားအထုတ်ပါတယ်တဲ့မင်းချင်းယောက်ျားတွေကပြန်လာတဲ့ခါမှာရှင်ပြန်ကြီးကိုဒီလိုပဲ ပြန်လဲပြီးတော့မှရှောက်တင်ကြပါတယ်အဲ့ဒီမှာရှင်ပြန်ကြီးပြောတဲ့စကားကမင်းချင်းတို့တဲ့ပြစ်မှုကျွလွန်တဲ့သူတွေရဲ့အပြစ်ကို သူတို့ကိုနိုင်တာလည်းအတိဆုံးဖြစ်တယ်ငါသစ္စာတရားနဲ့အုပ်ချုပ်တယ်ငါသစ္စာတရားနဲ့အုပ်ချုပ်တယ်ငါရဲ့အာဏာဆက်ကိုမင်းတို့သိပြီမလားလို့ပြောတော့ရွာသားတွေနဲ့တကွမင်းချင်းယောက်ျားတွေလည်းအားလုံးရှင်ပြန်ကြီးရဲ့ဉာဏ်ပညာထက်မြတ်ပုံကိုဝိုင်းဝန်းပြီးတော့မှချီးကျူးကြပါတယ်ဒီပုံပြင်လေးကနည်းနည်းတော့စမ်းကြယ်တယ်ပေါ့နော် ပြောချင်တာကတော့ဘသူတွေမကောင်းမှုပဲလှုပ်လှုပ်ဘာတွေမကောင်းတာတွေပဲလှုပ်ခဲလှုပ်ခဲသူတို့အပြစ်သူတို့စီစဉ်ပါလိမ့်မယ်ဆွမ်းနာကပြောသလိုပဲအာတန်နူဝါဒာဘေးကိုကိုကို အပြစ်လှုပ်ထားတဲ့ပုဂ္ဂိုလ်ကကိုကိုကိုဆွဆွဲလိမ့်မယ်ပရာနူဝါဒာဘေး သူတို့ဘာတွေကဆွဆွဲလိမ့်မယ်ဒန္တဘေးတဲ့တရားဥပဒေကသူ့ကို စီစဉ်ပါလိမ့်မယ်ဒုက္ကဋိဘေးတဲ့မကောင်းမှုအကုသိုလ်လှုပ်တဲ့ပုဂ္ဂိုလ်ဟာအပေလေးပုံကိုကြားရောက်နိုင်တယ်ဆိုတဲ့ဘေးတွေကသူ့ဟာနဲ့သူစီစဉ်မှာဖြစ်ပါတယ် ူအပြစ်ဟာကိုယ့်အပြစ်မဖြစ်ပါစေနဲ့လို့ပြောချင်ပါတယ်အားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစေ။